အလောအလောမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေအလောကైခွလန်းနေစင်ပြေကြပါရဲ့လားဒီကနေ့၁၈ရက်နေ့အတွက်ထပ်မံပြီးတော့ဖိတ်ခေါ်ထားတဲ့ NGO အလောကైနေကိုထပ်မံဝေမျှသွားမှာဖြစ်ပါတယ်ဒီကနေ့အတွက်ကတော့ organization 15ခုကနေအလောက ై20 ခုထပ်မံဖိတ်ခေါ်ထားတာတွေ့ပါတယ်ဆုံးထိလိုက်ပါနားဆင်ဖို့ဖိတ်ခေါ်ပါရစေနော် ပထမဆုံးတစ်ပွဲအနေနဲ့ ILF organization ကနေပြီးတော့ location အတွက် operation and program support officer ဖြစ်ခေါ်လာတာရှိပါတယ်။နောက်တစ်ပွဲကတော့ break break half foundation ကရန်ကုန် location အတွက်ကို HR officer position ထမှခေါ်လာတာရှိပါတယ်။နောက်တစ်ခုက UNACR ကလည်းမောင်တော်အတွက်ကို associate fee officer ဆိုတဲ့ position ခေါ်ထားပါတယ်။အဲ SF Holland Organization ကလည်းဖာကန်ကချင်ပြည်နယ် project တက်ကို medical doctor position ခေါ်ထားတာရှိပါတယ်။ Out Fund Organization ကလည်းရန်ကုန်အတွက်ကို contract and compliance coordinator ဆိုတဲ့ position ဖိတ်ခေါ်ထားတာရှိပါတယ်။ MHA အဖွဲ့ကလည်းကျောက်စေ Mandalay region တက်ကို medical officer ဖိတ်ခေါ်ထားတာရှိပါတယ်။ HI organization ကတော့နခုဖိတ်ခေါ်ထားပါတယ်အဲကရင်ပြည်နယ်ဘာအမျိုးနယ်တက်ပါပဲပထမ position ကတော့ project officer ဒုတိယ position ကတော့ you အကျိုး senator ဆိုင်တဲ့အလုပ်ကိုင်အခွင့်အလမ်းဖြစ်ပါတယ် now position now organization တခုကတော့ TDHL ကရန်ကုန်အတွက်ကို senior finance officer NEG organization ကလည်း Yangon base fee drawer အတွက်ကို MHPSS assistant position ခေါ်ထားပါတယ်။နောက်တစ်ခွဲ UNDP ကလည်းမန္တလေးအတွက်ကို community facilitator ဆိုတဲ့ position တွေခေါ်ထားတာရှိပါတယ်။နောက် ATT မြန်မာကလည်းမန္တလေး region အတွက်ကို partnership assistant ဆိုတဲ့ position အတွက်ခေါ်ထားတယ်။ နောက်ထပ် UNDP ကပဲစကိုင်း region အတွက် community facilitator တွေထပ်မံဖိတ်ခေါ်ကြတာတွေ့ပါတယ်အနောက်အဲတခုကတော့ organization မဖို့ပြထားပဲနဲ့မြစ်ချီနာကချင် state အတွက်ကို position တစ်ခုဖိတ်ခေါ်ထားတာကတော့ mail officer တခုနဲ့ project အဲ coordinator ဆိုတဲ့ position ခေါ်ထားတာရှိပါတယ် now organization တခုကတော့ BE BCGE အဖွဲ့ကရန်ကုန် home base အတွက်ကိုအာ opportunity for consultant short term consultant ဆိုတဲ့အာ position ကိုလည်းထပ်မံဖိတ်ခေါ်ထားတာရှိပါတယ် IOM organization ကလည်းမန္တလေး region အတွက် senior CCCM associate ဆိုတဲ့ position ခေါ်ထားပါတယ် now plan international မြန်မာကတော့ position နှစ်ခုစစ်တွေအတွက်ကတော့ MER officer position ဖြစ်ပါတယ် နှစ်ကြီးနာအတွက်ကတော့ project officer position ဖြစ်ပါတယ်။နောက်ဖွဲ့စည်းတစ်ခုကတော့ SCI organization ကလည်းရန်ကုန်အတွက်ကို director of people and culture position ဖိတ်ခေါ်ထားတာရှိပါတယ်လို့ဒါတွေကတော့18ရက်နေ့6လပိုင်းအတွက်ထပ်မံဖိတ်ခေါ်လာတဲ့ NGO လောက်ကိုင်းခွင့်လန်းနေဖြစ်ပါတယ်။ခုဖို့ပြပေးသွားတဲ့အလောက်ကိုင်းနေနဲ့ပတ်သက်တဲ့ link တွေကိုအစင်လိုက်ပဲအဲ comment box မှာ ခြားထားခဲ့ပေးပါမယ်ဖြစ်ပါတယ်။မိတ်ဆွေညီကူတို့အတွက်အဲ link တွေနဲ့ပတ်သက်တဲ့အဆင်ပြေမှုတွေရှိလို့ရှိရင် comment box မှာစာချန်ထားခဲ့ပေးပါ။ကျွန်တော်တန်နိုင်သလောက်ပြန်လည်ပြီးတော့ကူညီပေးပါမယ်လို့အလုပ်လိုအပ်မဲ့ညီကူတွေအတွက်ထမှန်ပြီးတော့ကြည့်ရှိနိုင်ရန် ကျွန်တော်တို့မိတ်ဆွေညီကူတွေအချင်းချင်းမျှဝေ share ပေးဖို့လည်းကူညီတောင်းပါရစေ။ channel နဲ့ပတ်သက်ပြီးတော့အကျိုးတစုံတရာရှိတာပဲဖြစ်ဖြစ် အကြံပေးချင်တာပဲဖြစ် comment box မှာလွတ်လပ်စွာသွားရောက်ပြီးတော့ခြံနာကြည့်လို့ရပါတယ် channel လေးကိုလည်း like share and subscribe လုပ်တော့ပြဖို့လည်းမြင်တာရက်ခံပါတယ် now video မှာပြန်တွေ့ကြမယ်နော်